ညစေအောင်မင်္ဂလာပါဒီဗီဒီယိုကတော့အဲခန်း၃ရဲ့ moon pop e တရာနှစ်ဖြစ်ပါတယ်တရာနှစ်မှာတော့အဲတရာကိုလေးလာမှာဖြစ်တယ်အဲဆိုတာကတော့ကျွန်တော်တို့မှားလို့အထိပ်ပေးရတယ်ဒီတရာမှာတော့ဒီအဲဆိုတဲ့စကားလုံးကြီးကျွန်တော်တို့နေရာနဲ့တွင်မယ်ပေါ့နော်ချမ်းဆိုဆိုတဲ့နေရာနဲ့တွင်မယ် အဲ့ဒီမှာအောက်ဝင်ရှင်းပြထားတာကတော့ဒီ A ကိုဒီ A ကိုကတော့ဂျန်ဆိုတို့နာထာနေနော်မြောင်းစာဆိုတာကနေရာကိုဖော်ပြတဲ့မြောင်းစာနောင်ပေါ့နော်ကျွန်မကတော့တူတူနေရာနောင်လို့ခေါ်တယ်တူတူပဲပေါ့နော်နေရာနောင်နေဥပမာဘယ်လိုဟာလဲဆိုတော့ဒီခန်းရဲ့အုံးဟီမှာဒီလာခဲရတယ်လို့ဆေးယုံစားတော့ဆိုင်လို့နော်အိတ်ခန်းလို့စသဖြင့်အဲ့လိုနေရာဒီကိုခေါ်တာနော်အဲ့ဒီဟာနေပေါင်းပြီးတော့ခါကြတော့အာဆာရမီနာမူရုကိုနီဂျွန်ဂျေဟာနန်ဂျန်ဆိုနော်လူ တို့လူဖြစ်စေတို့မဟုတ်ပစ္စည်းဖြစ်စေအဲ့ဒါတွေရဲ့အဲဂျွန်ဂျဲဟာနွန်ချန်းဆိုတီရှိတဲ့เนาะနေရာကိုဖော်ပြတဲ့အခါမျိုးမှာဒီ A grammar ကိုသုံးတယ်ပေါ့လေเนาะ Okay အဲ့ဆိုလို့ရှိရင်မြန်မာလိုလဲကျမတို့ကဒီမှာထပ်ပြီးတော့ရှင်းပြပေးထားမယ် A ဆိုတော့ A ဆိုတဲ့စကားလုံးကိုကျမတို့ noun နဲ့ပေါင်းမယ်ဘယ်လို noun လဲဆိုတော့နေရာတွေကိုဖော်ပြတဲ့เนาะအမျိုးအစား noun နေနဲ့တွဲပြီးတော့ဘာသာပြန်တဲ့အခါကျလို့ရှိရင်เนาะအဲ့ဒီနေရာ မာဆိုပြီးတော့ပုံစံနဲ့ကျွန်တော်ဘာသာပြန်မယ်နော်အဲ့တော့သူ့ကိုတွဲမယ်ဒီတစ်ခါနောင်ကတော့နေရာနောင်ဖြစ်တယ်နေရာနောင်နဲ့တွဲမှာဖြစ်ပြီးတော့သူ့ကိုဘယ်ချိန်မှာသုံးမှာလဲဆိုရင်လူရာဝတ္ထုပစ္စည်းတွေရဲ့တရှိမှုကိုဖော်ပြတဲ့အခါမှာသုံးမယ်ဒီလူတယောက်သို့မဟုတ်လေဒီရာဝတ္ထုပစ္စည်းတစ်ခုဟာဘယ်နေရာမှာအဲရှိတယ်ပေါ့နော်ဒီလိုမျိုးဖော်ပြတဲ့အခါမျိုးမှာအဲနဲ့ကပ်ပြီးတော့သုံးပါမယ်လို့ပြောထားတာဖြစ်ပါတယ် ။နောက်ကျွန်တော်တို့အောက်ကအဲလေးတင်အာနမူနာလေးတွေကိုလေ့လာကြည့်ကြည့်မယ်ပေါ့နော်။ warming warming ကတော့စာမှုရှိတဲ့ isoy စာမှုရှိရုံကန် a ဆိုတော့မှာပေါ့ခုနလေးတင်လိုက်တယ်လို့နော်။ရုံကန်မှာ isoy ဆိုတော့ရှိပါတယ်။ဒါဆိုလို့ရှင် warming ဖြစ်တဲ့လူတယောက်ရဲ့တရှိမှုပေါ့နော်ရှိတဲ့နေရာကိုပြချင်တဲ့ဘက်မှာလေသူရှိတဲ့နေရာကစာမှုရှိပေါ့ ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီလူရဲ့ရှိတဲ့နေရာကိုပြချင်တော့အဲ့ဒီနေရာနဲ့အဲကိုကပ်ပြီးတော့တွဲပြီးတော့သူကအဲဖော်ပြလိုက်တာဖြစ်ပါတယ်ဒါနံပါတ်1ချင်းတဲ့နဲ့ဒီတကတော့တတ်မဲ့အရာဝတ္ထုပစ္စည်းနဲ့လေရာဝတ္ထုပစ္စည်းရဲ့ဒီတရှိမှုပေါ့နော်ဒီနေရာကိုဖော်ပြခြင်းနဲ့တုံးလို့ရချောင်းကို တွဲရှင်းပြတာချင်းတဲ့နံခရင်ကတော့ဘန်ငယ်အခန်းမှာအစောရရှိတယ် နော်အလိုလေးတောင်းမယ်ရှီယာဘန်းဆိုတာကနေရနောက်နောက်က a နဲ့တွဲပြီးတော့တုံးတယ်အခန်းမှားလို့ကျွန်တော်ဘာသာပြင်မယ်ပေါ့ခင်ဗျာဆိုနောက်တစ်ချောင်းခေါ်ရှိတယ်ခေါ်ရှိဆိုတော့အဲဧကန်းနော်ခေါ်ရှိတယ်ဧကန်းမှာဆိုဖာကဤဆိုရဆိုဖာရှိပါတယ်ဆိုဒီလိုမျိုးလေးနေရာကိုရှေ့ထုတ်ပြီးတော့တုံးလဲပဲရတယ်ပေါ့ဒါဆိုဆိုဖာဖြစ်တဲ့အရာဝတ္ထုပစ္စည်းရဲ့တရှိတဲ့နေရာဟာဘယ်ဟာဘယ်နေရာလဲခေါ်ရှိတယ် เนาะအဲ့ဒါကို a နဲ့ကပ်ပြီးတော့သူကပြတာပေါ့เนาะ Okay ဒါဆိုရင်တော့ဒီ grammar လေးကတော့လွယ်ပါတယ်အရင်မခက်ဘူးပေါ့เนาะလွယ်တယ်ရှင်းပါတယ်ဒါဆိုကျမတို့အဲသူ့ရဲ့လေ့ကျင့်ခန်းလေးကိုဆက်ပြီးတော့ဖြည့်ကြည့်ကြမယ်ပေါ့เนาะဒါဆိုလေ့ကျင့်ခန်း1က보기와같이နော်ဥပမာကဲတော့နမူနာကဲတော့문장을사장으로쓰십시오အဲရေးပေးပါပေါ့နော်ကျမတို့ဒီမှာရှင်းပြပေးသွားမယ်လေ့လာသူတွေကတော့ကိုယ့်အနေကိုစာကြောင်းလေးခြိုက်ရေးဖို့အကြံပေးခြင်းနဲ့နော် โอเคအဲဆိုရင်ဘုံကီကိုကြည့်လိုက်တဲ့ခါကျတော့သူကရာဝတ္ထုပစ္စည်းရဲ့နေရာရဲ့သူပေးထားတယ်ဆာမူရှိရကတော့နေရာပေါ့ရုံးခန်းကွန်ပျူတာအာကွန်ပျူတာကွန်ပျူတာကရာဝတ္ထုပစ္စည်းပေါ့ဒါဆိုရင်ဒီမှာသူရေးထားတဲ့ပုံစံအရာလေ့လာကြည့်မယ်ဆိုရင် နေရာနောင်းကိုဗာနဲ့ကပ်မလဲအဲလေးနဲ့ကပ်ပြီးတော့ရှေ့ရထားပြီးတော့ပဲရေးလိုက်တယ်ဆာမူရှိတဲ့ရုံးခန်းမှာခုနကသူပေးထားတဲ့ဒီပစ္စည်းရှိပါတယ်လို့ကျမတို့သူရေးစစ်ချင်တာ နော်အဲ့တော့သူပစ္စည်းဒီကွန်ပျူတာဆိုတော့ကွန်ပျူတာဆိုတော့ကွန်ပျူတာအတိုင်းပဲပြန်ရေးလိုက်မယ်။စာမှုရှိတဲ့ရုံးခန်းမှာကွန်ပျူတာအသက်ပိုင်းအတွက်ခါတော့တယ်နော်။ကွန်ပျူတာကဒီဆိုရောရုံးခန်းမှာကွန်ပျူတာရှိတယ်ဆိုရယ် sentence ပေါ့နော်မွန်ဂျန်လေးတစ်ခုဖြစ်အောင်စာကြောင်းလေးတစ်ခု အဖြစ်နဲ့ပြန်ရေးပေးပါပေါ့ဒါနမူနာပေးထားတာနော်။အဲဆိုရင်အောက်ကဒီဥစ္စာလေးတွေကို ရေးကြည့်ကြမယ်ပေါ့နော်အတူတူအဲ့တော့ book ဆိုတော့မိဖို့ကြောင့်နှင်းချမ်းကိုရေးခဲ့တတာအပြီးအဲ့ဆိုရင်ကျမတို့ကဒီမိဖို့ကြောင့်မှရေးခဲ့တတာရှိပါတယ်လို့ရေးကြမယ်ဟုတ်နော်မိဖို့ကြောင့်ဆိုတော့ book မှဆိုတော့ a ဒီချက်မယ် book ရဲ့နှင်းချမ်းကိုပေါ့ရေးခဲ့တတာရှိတယ်ဆိုတော့နှင်းချမ်းကိုအသက်မပါတော့ခါ isoyo ပေါ့နော်ဘောကေနှင်းချမ်းကိုက isoyo မီးဖို့အကြောင်းမှရေခဲတတာရှိပါတယ်။ရမှတင်နေနော်။ဟော်ဘီအားဆိုရင်နံပါတ်1ကစပြီးတော့ပြန်လေးလာကြည့်မယ်။ပြီးထတာခီးစစ်စာအဆောင်ချင်းလေကတင်ပေါ့နော်။အားဆိုရင်အဆောင်မှဆိုတော့ခီးစစ်စာအဲကတင်ရှိပါတယ်လို့ပြောမယ်။ချင်းတဲ့ကဤစော်ယူပေါ့။နော်ဒီလိုဖြစ်မဲ့ဒါဆိုနံပါတ်3ကြည့်ကြည့် goshir ekan television tv အဲ့ဒါဆိုရင်လိုက်ပြီးတော့ပြောကြည့်ပါတော့အခန်းမှာဆိုလို့ရှိရင်ဘယ်ဖြစ်မလဲခေါ်ရှိတယ်ဖြစ်မယ်နော် TV ရှိပါတယ်ဆိုတော့ television ni television အသက်ပါလို့ e နဲ့တောင်းမယ် television ni isoyo ရမယ်ထင်ပါတယ်เนาะโอเคဒါဆိုရင် channel ဥစ္စာလေးတွေကျွန်မကဒီမှာအဲဒီဟာလေးတွေကိုဖတ်ပြသွားမယ်ပေါ့เนาะအဲ့ဒါကို weather ကိုစူးစမ်းပြီးတော့အရေးကြီးကြည့်ပါเนาะနံပါတ်လေးကဖြောင်းကြီး Tom 24 night store အာ전자렌지ဆိုတော့ microwave ပေါ့เนาะအဲ့ဆိုရင်ဒီ24 night store မှာ microwave ရှိပါတယ်လို့ပြောမယ်နေရာရဲ့နောက်မှာ air ကပ်မယ်เนาะဟုတ်ပြီနောက်တစ်ခုကကြတော့ နံပါတ်5ကအခန်းဘန်းဆိုတော့အခန်းအိုချန်းကကျတော့အဝိဗီဒိုနော်ဗီဒိုပေါ့အဲဆိုရင်အခန်းမှာဆိုတော့အဲ့အခန်းရတော့မှာအဲကတ်မယ်အဝိဗီဒိုရှိပါတယ်ဆိုတော့ e တော့မဟုတ်နော်ခါပေါ့မှန်တာတခုခုမှန်ရွေးမယ်သုံးပြီးတော့ရှိတယ်ဆိုတဲ့အကြောင်းဆက်ဖြစ်မယ်နံပါတ်6မီယုံရှီလ်အလှပြင်ဆိုင်ဝီဂျာဆိုတော့ကလတ်တိုင်းအဲဆိုရင် ဒီအလှပြင်ဆိုင်မှားလို့ပြောချင်တဲ့အတွက်အလှပြင်ဆိုင်ရဲ့နောက်မှာအဲကတ်မယ်ပင်ကလတ်ထိုင်းဆက်ရေးသွားမယ်ကလတ်ထိုင်းရတက်ပါမပါကြည့်ပြီးတော့ဤသို့မဟုတ်ခါမှန်ကတ်မယ်နောက်ပင်ရှိပါတယ်ဆိုရဲဤစော်ရို့ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့ရေးကြည့်သွားကြပါနော်အားလုံးပဲလွယ်တဲ့အတွက်ရမယ်လို့ထင်ပါတယ်နော်ဟုတ်ကဲ့ဒီခါမှာတော့လေ့ကျင့်ခန်း2နံပါတ်2ကိုသွားမယ်ခေါင်းစဉ်ဒီ 그림을보고봉고찍으러보기와같이아우프마케도대화를완성하세요.대화.이자가벼리보,너?컨버세이션리아메피리.아라리리고완성로빼야매.완성,너?컴플리트향로빼야매보.အဲ့တော့သူပေးထားတဲ့ဘူဂီကိုကြည့်လိုက်တော့ဒီမိကုံးလေးတစ်ခုပါမယ်နော်니차는미공항니차는시는니차난가로 ။အိုဒီရဲ့ဘယ်နေရာမှာဟိဆော့ရောရှိတယ်လေ။ဒါမိကုန်းလေး။အဲ့တော့ तू ကဘယ်နေရာဆိုတဲ့ဘယ်နေရာမှာရှိတယ်ဆိုတဲ့အဖြေကို तू ဒီပုံလေးနဲ့ဖော်ပြထားတယ်။ကျမတို့အဲ့ဒီပုံလေးအတိုင်းယူပြီးတော့အဲ့ဒီပုံရဲ့ပုံထဲကနေရာမှရှိတယ်လို့ပြန်ဖြည့်ပြီးအောင်မယ်နော်ဒီမှာပြထားတဲ့ပုံဒီဖြောင်းဝန်းမို့လို့ဖြောင်းဝန်းနဲ့နော်အဲလေးနဲ့ကလိုက်တဲ့အဲဆေးရုံမ စော်ရရှိပါတယ်ဆိုပြီးတော့အဖြေကိုပုံကြည့်ပြီးတော့ပြန်ဖြေလိုက်အောင်ပဲပေါ့နော်ဒီဒါလည်းအရင်လွယ်ပါတယ်နော်โอเคအဲဆိုရင်တစ်ကနေစသွားကြည့်မယ်သာရာရှိနဟိုဒီအိစော်ရအတန်မြင်ရမယ်နော်ကျမတို့အဲ့တော့ရှစ်တန်းလို့ပြောထားတဲ့အတွက်ရှစ်အဲစတောက်ဆိုင်ပေါ့နော်အဲ့ဆိုစတောက်ဆိုင်မှားရှိပါတယ်လို့ဖြေမယ်အဲ့တော့မှားကလေးရပါလေအဲဖြစ်တဲ့အတွက်ကျမတို့ရှစ်တန်းရင်အောင်မှာအဲထည့်လိုက်အောင် နော်ရှီတန်ငယ်ဆိုရောသာတော့ဆိုင်မှာရှိပါတယ်အဲဆိုအီဘွန်နံပါတ်2နံပါတ်2ကအာဂျီဂျာရှီနာအာဂျီဂျာရှီကတော့အော်ဒီဆိုရောဘယ်မှာရှိတာလဲဒါပြဟပုံဒီတချစ်နော်အိမ်ပုံဖြစ်တဲ့အတွက်ကျွန်တော်အိမ်မာလို့တောင်းမယ်မာကပါလေအေးအားကြောင့်မလို့ချိပဲရှိဆိုရအိမ်မှာရှိပါတယ်ပေါ့ကဲနော်အဲဆိုလို့ရှိရင်နံပါတ် 또3번3번가다인씨는다인씨는다인씨가라고노다인가어디에있어요ဘမရှိလဲဘမလဲတပိဒါရဖြောင်းညီချောင်းမလို့ကျွန်တော်ကဒီဖြောင်းညီချောင်းမှာရှိတယ်လို့ပြန်ပြေမယ်ဖြောင်းညီချောင်းမဲနော်ဒီနောက်ကချောင်းရဲ့အတန်မှဖြစ်တဲ့ကြောင်းမဲတန်လေးနဲ့ထွက်မယ်နော်ဖြောင်းညီချောင်းမဲ is soyo ဗောနော်24နိုင်စတိုးမှာ ရှိပါတယ်ပေါ့ဒီကတော့ဆာဘွန်မီမီအောင်เนาะမီမီအောင်ပေါ့เนาะမီမီအောင်ရှိနေမီမီအောင်ကတော့ဟိုဒီအိဆော်ရောဘာမှရှိတယ်ဒါကဘာလဲဆိုရင်အဲတန့်စင်ကန်းအိမ်သားပေါ့เนาะခွာချမ်းရှိတယ်အဲ့တော့တန့်စင်ကန်းမှရှိပါတယ်ဆိုတော့ခွာချမ်းရှိတယ်အိဆော်ရောဆိုပြီးတော့ဖြေလိုက်အောင်ပဲပေါ့เนาะโอเคအဲ့ဆိုလို့ရှိရင်เนาะဒီနေ့ရဲ့အခန်းသုံးတရာနှစ်ကတော့ဒီမှာပဲဆုံးသွားပြီဖြစ်ပါတယ်ဒါလေးကိုသုံးတက်ပြီးတော့